။အစ္စရေးနဲ့ပါလက်စတိုင်းဟာမတ်စ်အဖွဲ့အစည်းရရှိထားတဲ့အပြစ်ခတ်ရက်စဲရေးသဘောတူညီချက်ကိုဒီကနေ့အောက်တိုဘာလ23ရက်နေ့မှာအီဂျစ်နိုင်ငံရှမ်အရှိခ်မြို့မှာလက်မှတ်ရေးထိုးကြပါတယ်။ဒီလက်မှတ်ရေးထိုးပွဲကိုအင်ရှင်အီဂျစ်သမ္မတအဗ်ဒယ်ဖတ်တာလ်အယ်စီစီသမ္မတဒေါ်နယ်ထရပ်ကာတာဆော့ဘွားတို့နဲ့တူရကီသမ္မတတို့ကကမကထာပြုပြီးလက်မှတ်ရေးထိုးခဲ့ကြတာပါ။ အခမ်းအနားကိုဗြိတိန်ပြင်သစ်ဂျာမနီအီတလီနဲ့တခြားနိုင်ငံတကာကခေါင်းဆောင်တချို့လည်းတက်ရောက်ခဲ့ကြပါတယ်ဒါပေမဲ့ဒီလက်မှတ်ရေးထိုးပွဲရဲ့အဓိကဇက်ကောင်တွေဖြစ်ကြတဲ့အစ္စရေးဝန်ကြီးချုပ်နက်တန်ယာဟုနဲ့ဟာမတ်စ်ကိုယ်စားလှယ်တို့တော့မတက်ကြပါဘူးအရင်အစ္စရေးပါလက်စတိုင်းသဘောတူလက်မှတ်ရေးထိုးပွဲတွေမှာနှစ်ဖက်စလုံးကခေါင်းဆောင်တွေတက်ခဲ့ကြပေမဲ့ဒီပွဲမှာနှစ်ဖက်စလုံးကမတက်ကြတာကတော့ထူးခြားတဲ့အချက်ဖြစ်နေပါတယ် အခုအပြစ်ခတ်ရဆဲရေးသဘောတူညီချက်ကိုအမေရိကန်ဥဆောင်တဲ့ကမ္ဘာခေါင်းဆောင်တွေလက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်ပေမဲ့ဒီသဘောတူညီချက်ခိုင်မာအောင်နောက်ဆက်တွဲလှုပ်ဆောင်ရမယ့်အဆင့်တွေအများအပြားကြန့်ရှိနေပါသေးတယ်။ပထမအဆင့်ဖြစ်တဲ့အကျဉ်းသားတွေအပြန်အလှန်လွတ်ပေးတာဂါဇာဒေသခံတွေကိုယ်နေရပ်ကို ပြန်လာခွင့်ရှိတာ အစ္စရေးတပ်ဖွဲ့တွေဒဇယ်တပိုင်းပြန်ရုပ်သိမ်းပေးတာနဲ့ဂါဇာမှာရှိတဲ့ပါလက်စတိုင်းတွေအတွက်ဆန္ဒမှုအကူအညီတွေပို့ပေးတာတွေကတော့လက်ရှိမှာအကောင့်ထဲပေါ်နေပြီဖြစ်ပေမဲ့နောက်ထပ်ဆက်လွှတ်ရမယ့်အဆင့်နှစ်နဲ့အဆင့်သုံးကျနေပါသေးတယ်။အဲ့ဒါတွေကတော့အဆင့်နှစ်မှာကျန်နေသေးတဲ့အကျဉ်းသားတွေအလုံးပြန်လွတ်ပေးတာ၊ထာဝရအပြည့်ရရေးတိုးတက်မှုအခြေအနေတွေကိုစောင့်ကြည့်ရေးလို့ဖြစ်ပါတယ်။အဆင့်သုံးကတော့ဂါဇာကိုလက်နက်မဲ့ဇုံအဖြစ်အသွင်ပြောင်းဖို့လက်နက်တွေပြန်အပ်တာစစ်ပဆိုင်ရာအဆောက်အအုံတွေကိုဖျက်သိမ်းတာ ဂါဇာအုပ်ချုပ်ရေးအဖွဲ့ကိုတိဆောက်တာဂါဇာကိုပြန်လဲတိဆောက်တာနဲ့ဂါဇာမှာတည်ဆုံသွားတဲ့ကြံနေသေးတဲ့အစ္စရေးဒဇာခံတွေကိုပြန်အပ်ပေးတာလို့ဖြစ်ပါတယ်။ဒီနေရာမှာအခက်အခဲရှိနေတာကတော့ဂါဇာအတွက်ပါလက်စတိုင်းယာယီအုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့စည်းတဲ့ကိစ္စဖြစ်ပါတယ်။ဒီအဖွဲ့ကိုကနအူးမှာပါလက်စတိုင်းနိပညာရှင်တွေနဲ့ဖွဲ့စည်းမယ်လို့ဖော်ပြထားပြီးအဲ့ဒီအဖွဲ့ကိုတော့ Board of Peace ငင်းချမ်းရေးဘုတ်အဖွဲ့ကကြီးကြပ်မယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီဘုတ်အဖွဲ့ဟာနိုင်ငံရေးအငွေ့အသက်ခင်းတဲ့အဖွဲ့အစည်းဖြစ်ရမှာဖြစ်ပြီးဟာမတ်စ်ရဲ့ပါဝင်ပတ်သက်မှုမရှိစေရပါဘူး။နောက်ပိုင်းမှာတော့ငင်းညာရေးဘုတ်အဖွဲ့ဥဆောင်တဲ့ဂါဇာအုပ်ချုပ်ရေးကိုပြုပြင်ပြောင်းလဲထားတဲ့ပါလက်စတိုင်းအဖွဲ့ကလက်ပြောင်းယူသွားမယ်လို့ဖော်ပြထားပါတယ်။လက်ရှိအချိန်မှာနှစ်ဖက်အပြည့်အရရေးသဘောတူလိုက်ကြတာကြောင့်အကျဉ်းသားတွေပြန်လည်လွတ်လာကြတဲ့တစ်ချိန်တည်းမှာပဲနောက်ဆက်တွဲလှုပ်ဆောင်ရမယ့်အပိုင်းတွေမှာ ဟာမတ်စ်ရဲ့အခမ်းကဏ္ဍလုံးဝပါဝင်ခြင်းရှိမနေပါဘူး။တချိန်ကပါလက်စတိုင်းလူမျိုးတွေပေါ်ဩဇာညောင်းခဲ့တဲ့ဟာမတ်စ်အဖွဲ့ဟာဒီသဘောတူညီချက်ကြောင့်အသာတကြီးနောက်ဆုတ်ပေးလိုက်တော့မလားဆိုတာကတော့အများစုကသတိထားစောင့်ကြည့်နေကြပါတယ်ခင်ဗျာ။ကျွန်တော်ဇောင်းဝင်လိုက်ပါ။